အားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့တရုတ်နိုင်ငံပေါ်အပြန်အလှန်အခွန်တိုးမြင့်ကောက်ခံမှုတွေကိုအဆုံးသတ်ဖို့နှိစက်လာကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလာတဲ့ဆိုတဲ့သတင်းမှာကမ္ဘာဈေးကွက်တစ်ခုလုံးကိုအထိတ်တလန့်ဖြစ်စေတဲ့အမေရိကန်နဲ့တရုတ်ကြားအပြန်အလှန်အခွန်တိုးမြင့်မှုတွေကိုအဆုံးသတ်ဖို့အလားအလာရှိတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောပါတယ် ပြီးခဲ့တဲ့အေဗီလာ18ရက်နေ့ကြာတာပရင်းနေ့မှာသမရဒေါ်နယ်ထရန်ကအင်မီရိုအတွင်းသတင်းတောက်တွေနဲ့တွေ့ဆုံစမှာအခုလိုပြောကြားလိုက်တာပါအခွန်နှောင်းနှောင်းတွေကိုပုံပြီးမြင်မသွားစေချင်ဘူး။ဒေတာရာကတော့အခွန်ကြောင့်ပစ္စည်းစင်းတော့အယမ်းမြင်သွားရင်လူတွေကဝဲကြတော့မှမဟုတ်ဘူးလို့သမရထရန်ကဆိုပါတယ်။ ။ဒါကြောင့်ခွန်နှုံသားတွေကိုဒီထက်ပိုမတက်စေချင်တော့ဘူး။ပြီးတော့ငါလည်းဒီထက်ပိုပြီးအခွန်တိုးတာမျိုးမလုပ်ချင်တော့ဘူး။လူတွေဝယ်စေချင်ရင်အခွန်နှုံသားနဲ့မှရမယ်လေ။ညရင်သူတို့ပဲဝယ်တော့မလဲလို့လဲသူကစပြောပါရဲ့။ သမရထရန်ရဲ့မတ်ချက်ပြုပြောကြားချက်တွေဟာပြီးခဲ့တဲ့အေဗီလာ၂ရက်နေ့ကအစာပြုခဲ့တဲ့နိုင်ငံအများစုအပေါ်အတွင်းကုန်ခွန်တိုးကောက်ပြီးနောက်စတော့ရှယ်ယာဈေးထိုးကြတာဈေးကွက်စနစ်ကြီးမားစွာ ထိခိုက်မှုတွေဖြစ်ပြီးတဲ့နောက်မှာသူ့အနေနဲ့အခွန်နှုန်းဒါတိုးမြင့်လာတဲ့ပတ်သက်ပြီးဆက်လက်လှုံ့ဆော်လို့စိတ်ယုံနေသွားတယ်ဆိုတော့ကိုညွန်ပြနေခြင်းဖြစ်ပါတယ်အမေရိကန်နိုင်ငံကတရုတ်နိုင်ငံအပေါ်တင်ကုန်ကုန်တွေတုံးမြင့်ကောက်ခံပြီးတဲ့နောက်မှာတရုတ်နိုင်ငံဘက်ကလည်းအပြန်အလှန်အခွန်တုံးမြင့်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ အမေရိကန်သမ္မတအဖြစ်ဒေါ်နယ်ထရန့်တက်လာပြီးတဲ့နောက်မှာအခွန်းလုံးတုံမြင်တာတွေနိုင်ငံတကာအထောက်အပံ့တွေနဲ့နိုင်ငံတွင်းအထောက်အပံ့တွေရပ်ဆိုင်းတာဖက်ဒရယ်အစိုးရဝန်ထမ်းအများစုကိုအလောက်ကနေနှုတ်ထွက်စေတာတွေကိုလှုံ့ဆော်ခဲ့တာကြောင့်မဲပီးထောက်ခံခဲ့သူပြည်သူတွေရဲ့ဆန္ဒထောက်ဖော်မှုကန့်ကွက်မှုတွေကိုလည်းရင်ဆိုင်နေရပါတယ်ရှင်။ကျမနည်းနည်းပါ